ပါရှင်ခေတ္တတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအကြမ်းဖက်မင်းအွန်လိုင်းဖန်အန်းတို့လာရမည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အစင်ပြေသည့်ကရင်လက်နက်ကိုင်များမြို့ထဲမလာရအမိန့်ထုတ်တာပြီးဖန်အန်းတခွင်မှလုံခြုံရေးအထူးတင်ချက်ထားမအူပင်မှလည်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွင့်ဝင်တပ်အုံမြူဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အကြမ်းမတ်မင်းအောင်လှိုင်မှာယနေ့ကရင်ပြည်နယ်ဖမ်းအမျိုးသားလာရောက်မြည်ဖြင့် BGF အပါအဝင်စစ်တပ်နဲ့အစဉ်ပြေသည့်ကရင်လက်နက်ကိုင်များမြို့ထဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ရှင်မြေကပြောကြားပါသည်ဆမနီအစမစေကောင်ဆောင်မြောင်လိုင်းကလက်တလောရန်ကုန်မြို့မှာရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအတင်း YMPAE 85ကျင်းမြောက်ဆင်ရသူ38ပြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ဆောင်မွေပွဲဆုချင်းမြို့ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရဲမတဆင်ဖန်အမျိုးတို့ကြောင့်ရရှိနေကြောင်းသိရပါသည် ဖန်အံကိုမအားလာလာမမှုကရင်လက်နက်ကန်တွေကိုလက်နက်ကန်ပြီးမြို့ထဲမလာရအမိန်ထုတ်တဲ့ဖန်အံမှာတက်နယ်တိစုံမွေးနေကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတိစုံမွေးပြုလုပ်မယ်။ပြီးရင်ဖန်အံတောင်ကလေးစစ်စေးရုံကိုသွားပြီးဒဏ်ရာရစစ်တီတွေကိုသွားပြီးတိစုံမှုရှိတယ်လို့ကရင်စစ်ရဲတရင်ရှင်မြေကပြောပါတယ်။ ။ဒါအပြင်မင်းအောင်လိုင်ကမဦးပင်မြို့နယ်မှာဖွင့်လင်းရစီနေသည့်စိုက်ပျိုးရေးနှင့်ဝင်းမြူရေးတက္ကသိုလ်မဦးပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်စီနေပြီးဇမနီကလေးကမဦးပင်မြို့တစ်ခုလုံးလမ်းဘေးဝဲရဆေးသုံးစင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများဆေးသုံးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။နဝေမလာတတိယပတ်မှာမအူပင်ဆိုင်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိနေတဲ့အဲ့ဒါအတွက်အခုကတည်းကကြိုးပမ်းစနေကြပြီလို့မအူပင်အခြေဆိုင်ဒေသခံတော်တရင်ရှင်မြစ်ကရှင်းပြပါရင်ရှင် ဆက်လက်ပြီးမုံရမြို့နယ်ချောင်းလမ်းမိုက်မှာဝမ်မောင်ကျင်းနေတဲ့ရင်နံကုန်လုံခြုံရေးယူပေးနေသည့်စက်ကားများကိုမိုင်းဆက်ပစ်ခတ်တိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရမျိုးနဲ့မုံရချောင်းလမ်းမိုင်းတနေရမှာအကြမ်းမဲ့စစ်ရင်နှန်းကိုမိုင်းဆက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း Area 71 MPD ရဲ့မုံရတပ်ဖွဲ့ကောင်ဆောင်ကိုထွန်းကပြောကြားပါတယ် ဂျမန်နေနိုဝင်မာလာ၁၄ရက်နေ့နနက်7:53မိနစ်ကစလင်းချင်းမြို့နယ်ဝမ်မောက်ကုမ္ပဏီမှကျင်းနီများတဲ့ဆောင်းလာသည့်တွဲကား23စီးပါးရန်နံကုန်လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသည့်မုံရွာမျိုးအနောက်မြောက်တန်းစစ်ဌာနချုပ်နာမခါမှတံပြားကကံဂျမတ်တက်စင်ထားသည့်ရင်းချောင်းစီးကုန်မုံရွာချောင်းလမ်းမတနေရာမှာမိုင်းဆွဲပစ်ကတ်တက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်မနေ့ကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲကရှင်းနောက်တွေပြန်ဆွဲကြတာ အဲ့ဒီကားနဲ့မောင်းနဲ့နှစ်ယောက်တည်တယ်လို့ကြားတယ်။ဘယ်အဖွဲကမိုင်းထိတာလဲတော့မသိရဘူး။အခုကလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေကပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေဆင်ခံနေတယ်။ပြီးတော့မနေ့တုန်းကဆိုရင်အတက်လို့ချင်းမုံရွေးရွာတဲ့ကိုလက်နက်ကြီးနဲ့လှမ်းထူတယ်လို့ Area 71 MPD ရဲ့ကောင်းဆောင်ကိုထွန်းကပြောကြားပါတယ်။ အဆိုပါနိုင်ငံမှုကမုံညာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မုံညာမြို့နယ်ပကဖာမိုင်းအောင်ဖွဲ့မှဦးဆောင်၍ Area Assembly 1 MPD ရဲ့မုံညာတပ်ဖွဲ့နှင့် Golden Pico အထွတ်ဖွဲ့အဖွဲ့တို့ကပူးပေါင်းကာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်အခုချိန်မှာစကမကရွေးကောက်ပွဲလုံးမဲ့အချိန် စကားတွေကမျိုးထဲမှာဆိုရင်မျိုးဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်စစ်နေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစကားမရဲ့လုံဆောင်ချက်မှတ်တမ်းများကိုအားစိုက်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့ထုတ်ပြန်ချက်လေးတွေကိုနားဆွေပြီးတော့လိုက်နာပေးကြဖို့ပြောကြမှာတယ်။သူတို့ကပြည်သူကိုပဲဒုက္ခပေးမှ PDF တွေလုံရင်လည်းပြည်သူတွေကိုဒုက္ခပေးမှပြည်သူက PDF ကိုအမုန်းပွားအောင်တမင်တက်တက်လုံနေတာအဲ့ဒါလေးကြောင့်လမ်းမိုက်ဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်တဲ့ကြေညာချက်လေးတွေကိုနိုင်နာပေးကြဖို့တောင်းဆိုကြမှာတယ်လို့ပြောကြမှာတယ်ဟု ။ Area Assembly 1 MPD ရဲ့မုံရတပ်ဖွဲ့ခေါဆောင်ကိုထွန်းကတိုက်တွန်းပြောကြားပါတယ်ရှင်။ဆလဘင်းရန်ကုန်ရှိအကစားဝင်ကြီးဌာနပိုင်းသူဝနအကစားပြိုင်ပွဲရုံးတဲ့ကုန်ကျက်ဖော့ပါတီမဲဆဲဝဲအတွက်စစ်တကအုံပြုတ်ခွင့်ပင်နိုင်ငံရေးပါတီမပုံနေခြင်းဥပဒေကိုကျက်ဖော့ပါတီကတိုင်းရချိုးဖောက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်ရှိအကစားဝင်ကြီးဌာနပိုင်းသူဝနအကစားပြိုင်ပွဲရုံးတဲ့ကုန်ကျက်ဖော့ပါတီကမဲဆဲပွဲအတွက်စစ်တကအုံပြုတ်ခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်တရင်ချင်းမြေကပြောဆိုပါတယ်။ နိုဝင်ဘာလ19ရက်နေ့မွန်လဲတနအီမှာညနေ၄နာရီအထိစံဖတ်ပါတီကဇန်ကုံမြို့တင်ကန်းကျောမြို့နယ်သူဝနအကစားပြိုင်ပွဲရုံတက်မှလူဦးရေတက်တောင်းနီးပါးပါဝင်တဲ့မဲဆွယ်စီယုံပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွယ်စီယုံပွဲမှာစံဖတ်ပါတီဥက္ကဋ္ဌခင်ရင်တက်ရောက်မည်ဖြစ်ပြီးဇန်ကုံမှာစံဖတ်ပါတီဝင်များကိုရွေးကောက်ပွဲကျင်းပစာတမ်းကိုမိတ်ဆက်ပေးမည်ဖြစ်ကြောင်းသိရပါတယ် ါတီမဲဆယ်စီယုံဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်အဆောင်ကိုတုံဆွဲခွင့်ပေးလိုက်တာပါအခြားဖေပါတီကိုမှမပေးပါဘူးစိုက်ခံရေးပါတီကိုပဲပေးတာပါလို့ဇန်ကုန်တိုင်းသက်တရင်ရဲမြစ်ကပြောဆိုပါတယ်ဒါအပြင်စက်ဖွပါတီ၏မဲဆယ်စီယုံပွဲအတွက်စစ်တပ်နဲ့ရဲများကလည်းပြင်ပမှလုံခြုံရေးယူပေးမည်ဖြစ်ကြောင်းအချူအပိုကအစီအစဉ်များကိုလည်းဇန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ် ကြဖို့ပါသည်က၎င်းကဲ့သို့အစိုးရပိုင်အဆောင်ဖြစ်သည့်သူဝနာအကစားပြိုင်ပွဲရုံတိတ်ကုံတုံဆွဲခြင်းလုံချုံရေးအတွက်စစ်တပ်နှင့်ရဲကတာဝန်ယူပေးခြင်းကျူပုကားစီစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှနိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးတာဝန်ကပြောဆိုပါသည်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်ခွန်ကာမှာ နိုင်ငံရေးပါတီတရက်တင်နိုင်ငံတော်ပိုင်ငွေကြေးအစအအုံရင်းပစ္စည်းတို့ကိုတိုင်းရိုက်ဖြစ်စေတဲ့ဝါရည်ဖြစ်စေရယူသုံးဆွဲလျင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးရွှေချင်းမှာမဲထက်ရန်လိုက်လံစည်းရုံးနေသည့်ကြဖို့ပါတီဝင်ကိုပြည်သူတအူးကတားပြင်လိုက်ခုံရန်ကုန်မှာရွှေကောက်ပွဲမဲဆဲစည်းရုံးရေးဆိုင်ပုံများဖြိုချမှုဖြင့်ပြည်သူလေးဦးအဖမ်းခံရဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘကုန်းနဲ့ရွှေချင်းမြို့နယ်မှာကြဖို့ပါတီကိုမဲထက်ရန်လိုက်လံစည်းရုံးနေသည့်ကြဖို့ပါတီဝင်ကိုပြည်သူတအူးကတားပြင်လိုက်ခုံမှုဖြစ်ပွားခဲ့ကြောင်းစစ်တပ်၏တရင်ထုတ်ပြန်ချက်အရသိရပါတယ်။ နိုဝင်ဘာလ14ရက်နေ့နနက်ပိုင်းပဲခူးတိုင်းဆွေကျင်းမြို့နယ်အနောက်ဘက်ကျွရွာမှာစံဖော့ပါတီကိုမဲထဲချရတဲ့မဲဆွေစီယုံကြီးအတွင်ဒေါ်အမားစင်ဆိုသည့်စံဖော့ပါတီဝင်ကလိုင်းလံစီယုံကြောင့်ထိုတို့လိုက်လံမဲဆွေစီယုံနေစဉ်အဆိုပါကြေးရွာမှာနေထိုင်သည့်ပြည်သူတအူအသက်42နှစ်အရွယ်ကိုဝင်းဦးကဓာတ်ပြင်လိုက်လံခုတ်တဲ့ဖြင့်ဒေါ်အမဆိုင်မှာထွက်ပြေးလွတ်မြောက်သွားကြောင်း ထို့သောလွမြောက်သားပြည်မဲစစ်တပ်နဲ့ရဲကဓာဖြစ်ခုံတီပြည်သူကုံဝင်းဦးကိုလိုင်းလံဖမ်းဆီးတိုင်းနဲ့ခဲ့ကြောင်းရေနာရွှေကျင်းမြို့နယ်ရဲစခန်းမှာရွေးကောက်ပွဲကကွေရီဥပဒေပြန်မှုဖွင့်ထားကြောင်းသိရပါတယ်။ အလားတူနိုဝင်ဘာလ14ရက်နေ့နနက်3:05မိနစ်အချိန်ရန်ကုန်တိုင်းတင်ငန်းကျွန်းမြို့နယ်လေးတောက်ကန်ရက်ကွန်းလေးတောက်ကန်လန်းနဲ့ဥပဟန်လန်းတောင်စီပန်းချံမှာစိုက်ထူထားသည့်ကျန်းဖို့ပါသည်ဤမဲဆွယ်ဆိုင်ဖို့တခုဘိုကန်ညွန်ရက်ကွက်စီလေးတောက်ကန်လန်းနဲ့သမူဒိန်လန်းတောင်မှာစိုက်ထူထားသည့်ပြည်သူပါတီဆိုင်ဖို့တခုသူမင်္ဂလာရက်ကွက်စီလေးတောက်ကန်လန်းနဲ့သူမင်္ဂလာလန်းတောင်ဝနာလန်းစုံမှာစိုက်ထူထားသည့်ပြည်သူပါတီဆိုင်ဖို့တခုနဲ့ပြည်သူအရှိဆောင်ပါတီဆိုင်ဖို့တခုတို့ကိုပြည်သူလေးဦးကဖြိုလဲခဲ့ကြောင်းသိရပါသည် အဆိုပါမဲဆွဲဆိုင်ပေါ်များကိုဖြိုလဲမှုဖြင့်တင်ကန်းကျုံမြို့နယ်ရှမ်းရက်ကွက်မှအသက်20အရွယ်ရွှေလင်းဦးနှင့်ဘိုကညုံရက်ကွက်မှအသက်20အရွယ်ခိုင်မင်းကိုအသက်19နှစ်အရွယ်စန်းထအောင်နှင့်အသက်28နှစ်အရွယ်ချင်းလင်းကိုတို့ကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားကြောင်းယင်းနောက်တင်ကန်းကျုံမြို့မှရဲစခန်းမှရွေးကောက်ပွဲများကာကွယ်ရေးဥပဒေပုံမှ24ကားဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်စစ်တပ်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့်မြန်မာတိုင်းနိုင်ငံလုံးမှာ ပြည်သူတရားဝင်ခြင်းကိုဖန်ဆီးအရေးယူမှုများလှုပ်ဆောင်ပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးရေမြို့နယ်ရွာကလေးနယ်ဝါရဟိုင်းရွာအကြားစစ်တပ်နဲ့ရေဘလူးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပြီးစစ်သား9ဦးသေဆုံးဆဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ရွာကလေးနယ်ဝါရဟိုင်းရွာကြားမှာအကြမ်းမဲ့စစ်တပ်နဲ့ရေဘလူးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းမဲ့စစ်သား9ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ဤကောင်စားတိုင်ရင်မှုကပြောကြားပါတယ်။ နိုဝင်ဘာလ14ရက်နေ့မှာစစ်ကြောင်းထုတ်လာသည့်အကြမ်းမတ်စစ်သားများကိုရေပလူအဖွဲ့ကအသာစင်ရယူ၍တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားချိန်45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည်။တိုက်ပွဲဖြစ်တဲ့နေရာကရွာကလေးနဲ့ဝရဟိုင်းချားထဲမှာရန်သူဘက်ကတိစုံမှု9ဦးရှိနေ။ဒဏ်ရာရတာကြတော့အာယုတောင်ကိုပြန်ပို့ချသွားတယ်။ကျွန်တော်တို့နဲ့သူတို့နဲ့ကရွာကလေးရွာသူတို့ကြော်လာခဲ့တယ်။ ဝါရဟိုင်းချလို့ပြောလို့ရတယ်အဲ့ဒီမှာထိတွေ့မှုဖြစ်တယ်တိုက်ပွဲဖြစ်ချိန်က45မိနစ်လောက်ရှိတယ်ကျွန်တော်တို့ဗတ်ချန်ကလက်ဦးမှုအရင်ရတယ်သူတို့ကကျွန်တော်တို့ရှိတဲ့တာဂက်အထိုင်နေရာကိုပဲမဲတာပေါ့ကျွန်တော်တို့ကသတင်းအရင်ရတော့အသာစီပြင်ရတယ်ရန်သူဘက်ကထိခတ်မှုများတယ်ထိခတ်မှုများတော့သူဦးတီချက်ထွက်မရွှေပဲနဲ့စစ်ကြောင်းကကျွန်တော်တို့ပြစ်တဲ့နေရာအနီးနားတော်ထဲမှာပဲညင်သွားတယ်လို့ရေဘလူးတပ်ဖွဲ့တရင်မှုကပြောကြားပါတယ် ချနေနိုဝင်မလာ15ရက်နေ့နနက်ပိုင်းမှာအကြမ်းမတ်စစ်သားများကစစ်ကြောင်းထပ်မတူတော့ပဲပြန်ဆိုးသွားသည့်အပြင်ဖမ်းဆီးထားသည့်ဒေသခံများကိုလည်းပြန်လွတ်ပေးခဲ့တယ်လို့ကြားသိရကြောင်းရေဘလူးတပ်ဖွဲ့ထံမှသိရပါတယ်။ ဒီတစ်ခေါက်တော့သူတို့ဘက်ကတိုးလာတဲ့စစ်ကြောင်းအရန်ကိုအထိနာသွားတယ်လို့ရေဘလူးအဖွဲ့တရင်မှုကပြောကြားပါတယ်။မော်ပြင်းနဲ့ရေမြို့နယ်မှာစစ်တပ်ကရေဘလူးတပ်ဖွဲ့ကိုစစ်ကြောင်းထုတ်၍နေမြင့်ရှင်းလင်းရန်ကြိုးစားပေမယ့်တုံးနှစ်ကြော်ကြလာတဲ့အထိရေဘလူးတပ်ဖွဲ့ကတောင်းအသာစီဖြင့်စစ်တပ်ဥထိုစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ချေမှုန်းနိုင်ခဲ့ကြောင်းမော်ပြင်းအခြေဆိုင်တော်လှန်ရေးတရင်ရင်းမြစ်အချို့ကပြောဆိုကြပါတယ်ရှင်။